အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကရှီမင်းနိုင်ငံမှာရှိတဲ့အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ဟူသီအဖွဲ့ကိုမလ15ရက်ကအကြီးစားစင်ရေးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ပင်လယ်နီမှာတင်မော့တွေကိုတိုက်ခိုက်နေတဲ့ဟူသီအဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့်ထရမ့်ကဟူသီအဖွဲ့ကိုစင်ရေးအရာအရေးယူတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီးတိုက်ခိုက်မှုတွေစတင်ခဲ့တဲ့ပထမဆုံးနေ့မှာပဲလူ32ဦးသေဆုံးခဲ့ပြီးဒီတိုက်ခိုက်မှုတွေဟာနောက်ထပ်ရက်အနည်းငယ်ကြာမြင့်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ အမေရိကန်အရာရှိတအုပ်ကတော့ဒီတိုက်ခိုက်မှုတွေဟာသတင်းပတ်အနေနဲ့ကြာမြင့်နိုင်ခြေရှိကြောင်းရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။ဒါကြောင့်ဒီတိုက်ခိုက်မှုတွေဟာဇန်နဝါရီလမှာထရမ့်ရဲ့သမရတာဝန်တွေစတင်ထမ်းဆောင်ချိန်နောက်ပိုင်းအရှိလေပိုင်းဒေသမှာအမေရိကန်ရဲ့အကြီးဆုံးစစ်ဆင်ရေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဟူသီအကြမ်းဖက်သမားအလုံး တင်းတို့အချိန်ကုန်ပြီဒီနေ့ကစပြီးတင်းတို့ရဲ့တိုက်ခိုက်မှုတွေရပ်တန့်ရမယ်မရပ်ဘူးဆိုရင်တော့တင်းတို့အရင်ကတခါမှမကြုံဘူးတဲ့အဖြစ်ဆိုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ Trump က၎င်းရဲ့ True Social Platform မှာရေးသားဖော်ပြခဲ့ပါတယ်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လူ30ဦးသေဆုံးပြီး100တဦးထိခိုက်ရရှိခဲ့ကအများစုဟာမျိုးသမီးတွေနဲ့ကလေးတွေဖြစ်တယ်လို့ဟိုတီတို့အုပ်ချုပ်ထားတဲ့ကျမ်းမာရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ Anis AS Bahi ကမလ16ရက်ကပြောပါတယ် ဟူတီအဖွဲ့ရဲ့နိုင်ငံရေးဗျူရိုကတော့ဒီတိုက်ခိုက်မှုတွေကိုစစ်ရဇဝဲမှုအဖြစ်သတ်မှတ်ဖော်ပြခဲ့ပါတယ်။ကျွန်တော်ရဲ့ရီမင်လက်နက်ကိုင်အဖွဲ့တွေဟာတင်းမာမှုကိုတင်းမာမှုနဲ့တုံ့ပြန်သွားဖို့အပြည့်အဝပြင်ဆင်ထားပါတယ်လို့ဟူတီအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာ ဟူတီတို့အခိုင်အမာခြေကုပ်ယူထားတဲ့နေရာဒေသမှာရှိတဲ့အဆောက်အုံတစ်ခုကိုထိမှန်ခဲ့ကြောင်းဆန္ဒမျိုးတော်မှနေထိုင်တဲ့ဒေသခံတွေကပြောပါရယ်။ရှီမင်းနိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့ဟူတီအဖွဲ့ရဲ့အစစ်စခန်းတွေဒါယံမြို့မှာရှိတဲ့လျှက်စစ်တားပင်းစစ်ရုံလဲပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရကြောင်းဒေသခံတွေကဆိုပါရယ်။ဒါယံမြို့ဟာဟူတီကောင်းဆောင်တွေမကြာခဏအစည်းအဝေးပြုလုပ်တဲ့မြို့ဖြစ်ပါရယ်။